ယာယီအပြစ်ခတ်ရစဲကြောင်ကြေညာပြီးနောက်အကြံဖက်စေုပ်စုက လေချောင်းနှင့်လက်နက်ကြီးဖြင့်တိုက်ခိုက်ခြင်းနှင့်ပတ်သက်သည့်ထုတ်ပြန်ကြေညာချက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်ချက်အမှတ်နှင်းမြင့်ဆောင်2025-1386ခုနှစ်တကူးလာဆန်း၈ရက်2025ခုနှစ်ဧပြီလ9ရက်အပိုက်၁အကြံဖက်စေုပ်စုသည်2025ခုနှစ်ဧပြီလ2ရက်နေ့တွင် ငလင်တန်ပြန်လည်ထူထောင်ရေးရက်20ကြာအပြည့်ခန့်ရက်30ကြာကြေညာပြီးနောက်တစ်နေ့တွင်ပင် ကချင်ပြည်နယ်ဗမော်မြို့နယ်ကိုနနက်8:56မိနစ်တွင်တကြိမ်စကိုင်းတိုင်းဟ ோம் မင်းမြို့နယ်တနိုင်းရွာကိုနနက်10:00ခန့်တွင်တကြိမ်လေကြောင်းမှတိုက်ခိုက်ခဲ့သည့်အပိုင်းနှင့် 2025ခုနှစ်မတ်လ28ရက်နေ့တွင်ဖြစ်ပွားခဲ့သောအင်အားအလွန်ပြင်းထန်သည့်မြင်းကလင်းဘေးဒဏ်ကိုကြုံတွေ့နေရပြီးနောက်ပိုင်းတပတ်အတွင်းအကြံဖက်ဆေးဥစုသည်လေကြောင်းနှင့်လက်နက်ကြီးဖြင့်တိုက်ခိုက်မှုစုစုပေါင်း63ကြိမ်ပြုလုပ်ခဲ့ရာကလင်းငယ်တဦးအမျိုးသမီး15ဦးအပါအဝင်အရက်သားပြည်သူ68ဦးအသက်ဆုံးရှုံးခဲ့ရသည် ထိုသို့တိုက်ခိုက်မှုများတွင် ငလင်ဘေးဒဏ်ကိုအဆိုးဝါးဆုံးခံစားခဲ့ရသည့်စကိုင်းတိုင်းတွင်တိုက်ခိုက်မှု73ကြိမ်နှင့်မန္တလေးတိုင်းတွင်8ကြိမ်ပါဝင်ခဲ့သည်ထို့ပြင်အကြမ်းဖက်ဆေးအုပ်စုသည်2025ခုနှစ်ဧပြီလ3ရက်နေ့တွင်မန္တလေးတိုင်းညောင်ဦးမြို့နယ်အတွင်းမြေပြင်စစ်ကြောင်းများမှတဆင့်ထိုးစစ်ဆင်မှုများပြုလုပ်နေစေဖြစ်သဖြင့်ကျင်းရွာ6ရွာအတွင်းရှိအယက်သားပြည်သူများနေရက်စွန့်ခွာ တိမ်းရှောင်နေရသည် အပိုင်၃မြန်မာနိုင်ငံအနှံ့ပြားတွင်ဆိုးရွားသည့်နိုင်ငံတကာရာဇဝတ်မှုများအတွက်ဖြစ်သောလူမျိုးသုံးတက်ပြတ်မှုဆေးရဇွေးမှုလူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကိုစနစ်တကျနှင့်ကြဲကြဲပြန့်ပြန့်ကျူးလွန်နေသော အကြမ်းဖက်ဆေးဥစုသည်ပြင်းထန်သည့်လူသားချင်းစာနာထောက်ထားမှုအကျက်တဲကိုရင်ဆိုင်နေရသည့်ယခုလိုချိန်တွင်ပင်ဆက်လက်ကျူးလွန်လျက်ရှိသည်အပိုင်လေးအကြံဖန်ဆေးဥစု၏ရက်ဆက်ကြမ်းကြုတ်လှသည့်ရာဇဝတ်မှုများအတွက် တာဝန်ခံစေမှုများအမြန်ဆုံးပေါ်ထွန်းလာစေရန်အတွက်နိုင်ငံတကာကဝိုင်းဝန်းကြိုးပမ်းအားထုတ်ပေးကြပါရန် တောင်းဆိုအပ်ပါသည်ကုလသမဂ္ဂအပါဝင်နိုင်ငံတကာအစိုးရများအဖွဲ့အစည်းများအနေဖြင့်ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက်အရေးပေါ်အကူအညီများကူညီရာတွင် အကြံဖတ်ဆေးအုပ်စုမှသာတဆင့်ဓာတ်ရိုက်ကူညီခြင်းမပြုဘဲအရက်ဖတ်အဖွဲ့အစည်းများမှတဆင့်တော်လိုင်းအင်အားစုများမှတဆင့်နီလမ်းများကိုဖော်ထုတ်၍ငလျင်ဘေးသင့်ပြည်သူများကို ထောက်ပံ့ကူညီမှုများပြုလုပ်ပေးနိုင်ကြပါရန် တောင်းဆိုအပ်ပါသည်လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးဆိုရလို့ဖော်ပြပါရှိပါတယ်ရှင်